ဗိုက်တာမင်စီတိုက်တဲ့အခါမှာလေမေမေတွေတိကိုတိထားရမယ်အရေးကြီးတဲ့အချက်ကတော့ဗိုက်တာမင်စီပမာဏကိုမှန်ကန်စွာတိုက်နိုင်ရပါမယ်ဒီနေ့မှာတော့ကလေးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဗိုက်တာမင်စီအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျမကတော့မပွင့်ပြဝင်းမှာဆေးဝါးပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင် မိုးရာသီဆိုကလေးတွေဖျားကြပြီဘာကြောင့်လဲမိုးတဆူဆူနဲ့ကလေးတွေကမိုးရင်မှာသွားတာစော်တာရေစုပ်အဝတ်ကိုမြင်မြန်မလဲတာခေါင်းဆိုတာတွေကြောင့်မလို့ကလေးတွေဖျားတတ်ကြသလိုစူတိုင်းစားများတဲ့ပဝင်းချင်းအနေထားကြောင့်မလို့ယောဂပိုးမွားတွေကပေါက်ပွားလွယ်တာ ကူဆက်လွယ်တာတွေကြောင့်ကလေးတွေမှာမကြခဏဖြားနာကြရပါတယ်ပြောရလို့ရှိရင်ကလေးဆိုတော့ကြတော့ကိုယ်ခံအားမကောင်းတာလည်းပါလာပေါ့နော်ဒါကြောင့်လွယ်လွယ်ဖြားတာတွေအမုန်းမခံနိုင်တာတွေကဖြစ်တတ်ကြတယ်ကလေးတွေမှာကိုယ်ခံအားကောင်းဖို့လွယ်လွယ်ကူကူလုပ်ပေးနိုင်တာကတော့ဗိုက်တာမင် C ဆိုတဲ့အာဟာရဓာတ်ပဲဖြစ်ပါတယ်ဗိုက်တာမင် C ရဲ့ကောင်းကျိုးတွေကကလေးလေးတွေမှာအရင်များတယ်ကလေးတွေမှာခဏခဏဖြားနာတာမဖြစ်အောင်ကိုယ်ခံ အားကိုကောင်းစေရုံအပြင်ဗိုက်တာမင်စီကဒီအစားအစာတွေမှာ ပါဝင်တဲ့တန်တက်တွေကိုခန္ဓာကိုယ်ကစုပ်ယူနိုင်တဲ့ပုံစံတစ်ခုအနေနဲ့ပြောင်းပြီးတော့ခန္ဓာကိုယ်ကတန်တက်စုပ်ယူမှုကို ကောင်းစေတယ်။ဒါကြောင့်ကလေးတွေမှာတန်တက်ချိုတဲ့တာ သွေးအားနည်းတာကိုဗိုက်တာမင်စီကကာကွယ်ပေးပြီးသားဖြစ်တယ်။ဗိုက်တာမင်စီကကလေးတယောက်ရဲ့ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ရုံအပြင်အန်တီအောက်ဆီဒန့်အပြင်ပဝင်းညင်စီကအစိတ်တောက်တွေကိုလည်းသူကခြေဖြတ်ပေးနိုင်တယ်။ကလေးတယောက်ကလိုအပ်တဲ့ဗိုက်တာမင်စီပမာဏကိုမရခဲ့ရင်ဖြာနာလွင်မင်းအနာကျဲနေမယ်အမောမခံနိုင် ပြင်းမှန်းလွယ်မယ်ကလေးကအစာစားခြင်းစိမ့်မရှိ မလန်းဆန်းဖြစ်မယ်အသားရေကမွေးချောက်တာမျိုးကြီးဖြစ်တတ်တယ်ဗိုက်တာမင်စီချို့တဲ့တာကရေရှည်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ကလေးရဲ့အယိုးအစစ်တွေကချောင်ရမ်းနာကျင်တာမျိုးသွေးအားနေတာမျိုးရေစီးကန့်ပြုတ်လိုမျိုးသဖုံးယောဂါဖြစ်တတ်တာမျိုးကလေးဖွံ့ဖြိုးကြီးထွားမှုကနှေးတာမျိုးတွေဖြစ်တတ်ပါတယ် ဒါကြောင့်ဗိုက်တာမင်စီတက်မချို့တဲ့ဘာတွေလိုရမလဲဆိုရင်ကလေးလေးတွေကိုအသီးအနှံများများကျွေးရမယ်။ဘလို့အသီးအနှံနေလဲဆိုရင်ပန်းသီး၊နက်နက်သီး၊လိမ္မော်သီး၊တင်မော်သီး၊စတော်ဘယ်ရီသီးနဲ့ဗိုက်တာမင်စီအများဆုံးပါဝင်တဲ့မလကာသီးကိုကျွေးပေးရပါမယ်။ဒါပြင်ဗိုက်တာမင်စီအ ပြည့်အဝတေချာပေါက်ရခြင်းနဲ့ဆိုရင်တော့ဗိုက်တာမင်စီအားစေးကိုတိုက်ပေးတာမျိုးလုပ်လို့ရတယ်။အဲ့လိုမျိုးဗိုက်တာမင်စီတိုက်တဲ့အခါမှာလေမိမိတွေတိကိုတိထားရမယ်။အရေးကြီးတဲ့အချက်ကတော့ဗိုက်တာမင်စီပမာဏကိုမှန်ကန်စွာတိုက်နိုင်ရပါမယ်။ကလေးတယောက်တနေ့တာလိုအပ်တဲ့ ဗိုက်တာမင် C recommended diet အလောင်းရက်ပမာဏကတော့အသက်1နှစ်ကနေ3နှစ်အထိက15 mg အသက်4နှစ်ကနေ10နှစ်အထိက25 mg အသက်6နှစ်ကနေ73နှစ်အထိက45 mg ပဲဖြစ်ပါတယ်။ဒါကြောင့်အရွယ်မရောက်သေးတဲ့ကလေးတယောက်ဆိုလို့ရှိရင်တစ်ရက်မှာဗိုက်တာမင် C 50 mg ကနေ100 mg ထိတိုက်ကျွေးမယ်ဆိုလို့ရှိရင်လုံလောက်ပါတယ်။ကလေးငယ်လေးတွေမှာ ဗိုက်တာမင်စီပမာဏကများသွားတယ်ဆိုလို့ရှိရင်တော့ဘေးအတွက်ဆိုးကျိုးလေးတွေခံစားရတတ်ပါတယ်။ဗိုက်တာမင်စီကပိုရှံလို့ရှိရင်စီးကနေဆုံးထုတ်နိုင်တယ်ဆိုတာကလူကြီးတွေအတွက်အဆင်ပြေပေမဲ့ကလေးတွေမှာဆိုလို့ရှိရင်တော့ဗိုက်တာမင်စီအရန်များရင်ကြောက်ကကြောက်တေတာ၊ဝမ်ဖိုက်မအီမသာဖြစ်တာ၊အစာအိမ်ထိခိုက်တာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ပမာဏများတိုင်းပိုကောင်းမယ်ဆိုတာ ကလေးလေးတွေမှာဗိုက်တာမင်စီမပါတာလေးကိုတော့သတိပြုရပါမယ်။ဒါကြောင့်လိုအပ်တဲ့ပမာဏမှန်အောင်တော့တိုက်ရပါမယ်။ဒီ CC ဗိုက်တာ stress ဆိုလို့ရှိရင်ကလေး6လအထက်ကနေစပြီးတော့တိုက်တယ်ဆိုလို့ရှိရင်တစ်နေ့ကို2.5မိနစ်တစ်ချိန်နဲ့10နှစ်အထက်ကလေးတွေမှာဆိုလို့ရှိရင်တော့တစ်နေ့ကို5မိနစ်တစ်ချိန်တိုက်လို့ရပါတယ်။ ကဲကလားဆိုလို့ရှိရင်တော့ CC ဗိုက်တာဗိုက်တာမင်စီအရေးကိုဘယ်ရွယ်မှာဘလောက်တက်ရမယ်ဆိုတာကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပတ်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်းများဖို့ရာအတွက်ဒီ post လေးကို share ပေးဖို့ရာတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။